ူဇရီအတွက်ဓာတ်ရိုက်အစားထိုးမှုလို့သူ့ကိုယ်သူမမြင်ထားဘူးဆိုတဲ့နီကိုဂွန်ဇာလက်ဆိုတဲ့အကြောင်းအပါအဝင် နောက်ဆုံးရစီတီသတင်း6ပုဒ်အထိနားဆင်သွားရမှာပါ။အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာတော့နောက်ဆုံးရ Manchester City ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မစခင် CIB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။နံပါတ်၁သတင်းတစ်ပုဒ်အနေနဲ့ဆူဖလာအောင်မြင်မှုတွေကိုစာလောင်နေတယ်ဆိုတဲ့ကဗာဒီယော မန်စီးတီးရဲ့ခရိုအေးရှားနောက်ခံလူကဘာဒီယောကလက်ရှိစီးတီးအဝတ်လဲကန်တဲ့ကကစားသမားတွေရဲ့အခြေအနေကိုအသင်းနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာအခုလိုဖွင့်ဟလာပါတယ်။ကျွန်တော်တို့အားလုံးကတော့ဆူဖလားတွေအတွက်ပြင့်မှတ်ထားနေပါတယ်။ဒီလိုမှမဟုတ်ရင်ပြန်ပွဲတွေဝင်နေတာအတိတ်ပဲရှိသလိုခံစားရမှာပါ။မနစ်ကရာသီမှာအသင်းကဆူဖလားလက်မဲ့ခဲ့ပါတယ်။သဘောတရားကတော့အခုလိုတစ်နှစ်ကြုံတွေ့ပြီးရင်အသင်းကငကိုအစင်အတန်းစီကိုပြန်ရောက်ချင်လာတဲ့သဘောပါ။ဆူဖလားတွေကိုစားလောင်နေပြီးဒီရာသီဟာ မနစ်ကအဖြစ်အပျက်တွေကိုခြံထားခဲ့ဖို့အကောင်းဆုံးအချိန်ဖြစ်နေပါတယ်။အတင်းကအခုအချိန်မှာရလက်တွေလည်းကောင်းနေတာပါ။နောက်ထပ် International Bridge မတိုင်ခင်6ပွဲ9ပွဲလောက်ကကျွန်တော်တို့တို့အရင်အရေးကြီးပါတယ်။လွယ်တော့လွယ်မှာမဟုတ်ပါဘူးလို့ကစားသမားကဖွင့်ရသွားပါတယ်။လက်ရှိမှာဒီ Croatia ခံစင်မှုကတိုက်စစ်ကစားသမား Haaland တို့အတွင်းကိုနှစ်ကိုဖန်တီးပေးထားနိုင်ပါတယ်။မိုနာကိုနဲ့ပွဲမှာတကူ Brentford နဲ့ပွဲမှာတကူပါ။ heavy hybrids ကစားတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါကြုံရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့လေကစားသမားက စိတ်ရှည်ဖို့လိုပါတယ်အထူးသဖြင့်ခံစစ်ကစားသမားတွေပါကျွန်တော်တို့လုပ်နေတဲ့အရာတွေကခက်တော့ခက်ခဲတဲ့ကိစ္စတွေပါဘောလုံးရသည့်တိုင်းကလည်းတစ်နှစ်တည်းတစ်နှစ်ခတ်လာပါတယ်ပြန်ဘက်တွေကကျွန်တော်တို့ဘာလုံးမလဲဆိုတာနားလည်လာကြတာမျိုးပါကျွန်တော်တို့ဂိုးလုံးပေါ်ဆပေးတာနဲ့တို့က pressing အမြန် like ကန်နေတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ကစားသမားတွေကအတူတူနေတိုင်းလေ့ကျင့်နေတာဆိုပေမဲ့တယောက်ကိုတယောက်ယုံကြည်မှုရှိဖို့ကလည်းအရေးကြီးပါတယ်။ယုံကြည်မှုတိုးလာဖို့ကလည်းအချင်းချင်း ခန့်များများတွဲကစားကြည့်ဖို့လိုအပ်ပါတယ်လို့23နှစ်ရွယ်ကစားသမားကဖွင့်ရသွားပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အသင်းမှာလူပြန်ဆုံလာပြီးနောက်နေရာတစ်နေရာအတွက်အားလုံးတိုက်ပွဲဝင်ရမယ်လို့ဂွာဒီယိုလာကကစားသမားတွေကိုအသိပေးလိုက်ပါတယ်ကျန်ခဲ့တဲ့စနေနေ့မှာတော့ City တို့ ET ရဲ့ကွင်းမှာ Everton ကိုအဲ့ခံကစားပြီး 2C ဆိုတဲ့ရလနဲ့နိုင်ပွဲပေါ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီဘွဲမှာကလေးကဒုတိယပိုင်းမှာတန်ယာကပြန်လာတဲ့ကစားသမားတွေကိုထည့်သွင်းကစားသွားတာပါ ဂွန်ဇာလက်နေရာမှာကိုဗတ်စစ်ဆာဗီယိုနေရာမှာရိုင်ယန်ချာကီအိုရိုင်းလီနေရာမှာရီကိုလူးဝစ်တို့ကိုပွဲချင်း85မိနစ်မှာဝင်ရောက်ကစားစီခဲ့တယ်လို့အစောပိုင်းမှာကတည်းကရိုင်းဒါဒိုကူတို့နေရာမှာဘာနာလိုဆေးဗာအော့စကာဘောတို့ကိုလည်းထည့်သွင်းခဲ့ပါတယ်လက်ရှိမှာကူဆာနော်နဲ့မကြခင်ပြန်လာတော့မှဖြစ်တယ်လို့ရိုဒရီအီနိုရီနှစ်ယောက်သာမတိကြတဲ့အခြေအနေမျိုးပါတရားစီခြေစွမ်းကောင်းတွေပြထားတဲ့ဒိုကူကိုလည်းဘရန်ဖို့နဲ့ပွဲမှာအရန်ကုန်ထိုင်ခိုင်းထားတာမျိုးမြင်တွေ့ခဲ့ရပါတယ် ပွဲစဉ်တွေစိတ်လာတာနဲ့အများအလှည့်ကြပွဲထုတ်တတ်တဲ့ကတလန်သားနီးပြကြီးကနေရာလူတိုက်ပွဲနဲ့ပတ်သက်လို့အခုလိုထုတ်ဖော်ပြောဆိုသွားပါတယ်။အသေးမှကစားသမားတွေပြန်လာနိုင်ပြီဆိုတာနဲ့နေရာတစ်နေရာအတွက်တိုက်ပွဲဝင်ကြရပါမယ်။ဒါကအဓိကပါပဲ။ဂျယ်ရမီဆိုရင်လည်းဒီရသည့်ပုံစံကောင်းတွေပြနေပြီမဲ့ဘရန်ဖို့နဲ့ပွဲမှာတော့အရန်ကုန်ထိုင်ခဲ့ရတယ်ဒီသဘောပါ။ကစားသမားတွေအနေနဲ့သူတို့ကိုယ်တိုင်ဆုံးဖြတ်ရပါမယ်။ပိုကောင်းအောင်ကြိုးစားမလား၊စင်ကြေတွေပေးမလား၊နှစ်ခုထဲကတစ်ခုပါပဲ။ရိုးရှင်းပါတယ်။ ီလိုရှင်ပြိုင်နာကနေကစားသမားတွေအတွက်လည်းပိုကောင်းလာဖို့ရှိပါတယ်တစ်ဖက်မှာကစားသမားဘဝအပြင်မိသားစုဘဝတွေသူ့အကြောင်းနဲ့သူအာရုံစိုက်စရာတွေရှိကြပါလိမ့်မယ်သို့သောကစားသမားတွေအတွက်တော့ဤမန်းချက်ကတခုတည်းပွဲတွေအနိုင်ရဖို့ပါအားလုံးဒါကိုအတူတူလှုပ်ဆောင်နိုင်ပြီးအဆင်ပြေပါတယ်လို့ဒီပြရည်ဖွင့်ရသွားပါတယ်ဒါအပြင်ဆက်ပြီးတော့ပြောတာကဘသူပဲဖြစ်ဖြစ်အရန်ကုန်တန်းကနေထိုင်းနဲ့ကွင်းထဲမှာဒိုကူကစားတာနီကိုကစားတာသူတို့ကစားတာကောင်းအောင်ကစားပြနေပြီဆိုရင်အလိုလိုသိရပါမယ်။ကွင်းထဲကကစားသမားတွေလောက် ပိုကောင်းအောင်မကစားနိုင်ဘူးဆိုရင်ဒါပွဲထွက်ခွင့်ရဖို့တော့မလွယ်ဘူးဆိုတာမျိုးပါလို့နီးပြကြီးကကစားသမားတွေကိုအသိပေးသွားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Villarreal နဲ့ပွဲမတိုင်ခင်လေ့ကျင့်ရေးဆင်းနေတဲ့ City ကစားသမား24ဦးဟုတ်တင်ဆက်ပေးခြင်းပါလေဂျာယာအင်ကာနေညမှာတော့လာလီဂါမှာခြေစွမ်းအတိုင်းတာတစ်ခုတည်တည်ငြိမ်နေပြီအမှတ်ပေးစရာအဆင့်၃မှာရပ်တည်နေတဲ့ဗီလာရီရဲ့အသင်းနဲ့ချန်ပီယံလိ round 3အဖြစ် အဝေးကွန်းမှာသွားရောက်ပြီးရင်ဆိုင်ရပါမယ်လက်ရှိ UCL League ခြေပယ်မှာတော့တပွဲစီတပွဲရှုံးနဲ့အဆင့်26နေရာမှာ Villarreal ရဲ့အသင်းရပ်တည်နေပါတယ်ဒီရသည့်အဝေးကွန်းမှာချုံးပွဲတွေဇက်တိုက်တွေ့နေရပါမယ်အိမ်ကွန်းမှာတော့အခုထိချုံးပွဲမရှိထားတဲ့စပိန်အသင်းမှာဂျူဗင်တက်ကိုလည်းဒီကစားထားနိုင်တာကြောင့်ရောရှေ့ပွဲမှာ City ကမူနာကိုတည်ရကြထားတာကြောင့်ဒီပွဲမှာ Manchester City ရဲ့အသင်းအတွက်အနိုင်ရလဒ်ကိုပေါ်ဆောင်နိုင်ဖို့အင်မတန်ရည်ကြီးနေပါတယ် နောက်ထပ်ဝေးခွင့်မှာ City ရင်ဆိုင်ရမယ်စပိန်အသင်းက Real Madrid ပါ။ဒါကြောင့် Villarreal ကိုစောစော City အနိုင်ယူထားလိုက်နိုင်တာကနောက်တစ်ဆင့်အတွက်အထူးသဖြင့်တိုက်ရိုက်နောက်တစ်ဆင့်တက်ဖို့အတွက်အရေးပါတဲ့သုံးမှတ်ဖြစ်လာပါလိမ့်မယ်။ဝေးခွင့်ပွဲစဉ်အတွက် Manchester မှာနောက်ဆုံး၄ချိန်ကဆင်းရမှာတွေ့လိုက်ရတဲ့ City ကစားသမား24ဦးအပြင်လိုက်ပါသွားတဲ့24ဦးကိုပေါ်ပြပေးကြပါတယ်။ဂိုးသမားနေရာမှာတော့ထုံးစံတိုင်း Donnarumma, James Twofoot, Stephen Optiga, Marcus Bartolini တို့၄ဦးလုံးပါပါတယ်။ defender အစီအနမှာ Matthias Nunez, Rico Lewis, John Stone, Ruben Dias, Nathan Aki, Cavario, Nico O'Reilly နဲ့ Ryan Nori တို့လိုက်ပါသွားကြပါတယ်။ Queen လေမှာတော့ Kevin Phillips, Nico Gonzalez, Kovacic, Bernardo Silva, Grinder, Ryan Chucky နဲ့ FIFA တန်တို့ရှိနေပြီးတော့တိုက်စစ်မှာ Oscar Bot, Savin ကို Mamush, Alan Allen နဲ့ Jeremy Doku တို့တွေ့ရပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့သွင်းကိုးရီအတွက်အာလင်းဟာလန်အပေါ်အလုံးစုံမိခုံမနေဖို့ရူဘင်ဒီရဲ့တိုက်တွန်း မန်စီးတီးရဲ့နောက်ခံလူ DS ကတော့အသင်းပေါ်တွေကိုဟာလန်ရဲ့သွင်းကိုတွေပေါ်ပဲမိခိုနေရကနေနိုးထကြောက်ကိုတိုက်တွန်းလိုက်ပါတယ်။နေ့နေ့မှာ Everton ကိုအင်ကွင်း ETM မှာ2-0နဲ့အနိုင်ရပြီးအမပေးစရာဒုတိယနေရာအထိ City တို့တက်လန်းလာနိုင်ခဲ့ပါတယ်။အသင်းရဲ့ခန်းစစ်ကလည်း clean sheet ၄ဘွဲ့နဲ့အတူလက်ရှိမှာချစ်လစ်နေတာပါ။သို့တော့သွင်းကိုတွေကတော့ဟာလန်တယောက်တည်းစီကနေပဲလာနေပြီးတိုက်စစ်ကစားသမားတွေနဲ့ကွင်းလေကစားသမားတွေစီကသွင်းကိုတွေမမြင်ရပဲဖြစ်နေပါတယ်။ဒီချိန်လေးနဲ့ပတ်သက်လို့ဒီရက်က အားလေးဟာလန်းကအသင်းတွင်အမတန်အရေးပါတဲ့ကစားသမားပါသို့တော့တခြားကစားသမားတွေလည်းတဖြည်းဖြည်းတွင်းကိုးတွေရယူနိုင်တာမျိုးလိုအပ်ပါတယ်လက်ရှိအချိန်မှာဟာလန်းကဘုသင်းချေတွေ့နေပြီးအကောင်းဆုံးပုံစံရနေပါတယ်ဒါကသူ့အတွက်ရောအသင်းအတွက်ရောကောင်းပါတယ်ဟာလန်းခြေစွမ်းပြနိုင်နေရင်အသင်းအတွက်ရလက်ပြောင်းလဲကိုပါသူကဆောင်ရွက်ပေးနိုင်သူပါဟာလန်းဂိုးသွင်းနိုင်တယ်ကျွန်တော်တို့ကပျော်လီပါပဲသို့တော့ Everton နဲ့ပထမပိုင်းမှာကျွန်တော်တို့အခွင့်အရေးတွေအများကြီးရခဲ့တာပါအသင်းဘော်တွေအနေနဲ့ရှေ့ထွက်ပြီးဂိုးတွေသွင်းယူကြဖို့လိုအပ်ပါတယ်လို့အသင်းကောင်းဆောင် တယောက်ဖြစ်တယ်ရူဘင်တရက်ကတော့အသင်းပေါ်တွေကိုဝိတ်ခက်ခေါ်အနေနဲ့လှုံ့နှိုးသွားပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့မြင်ဘူးသမျှပင်ကိုပါရမီအကောင်းဆုံးတွေကတယောက်လို့ချာဂီကိုပက်ဂွာရီယိုလာချီချူရယာဒီကပေါင်တန်း30နဲ့စီတီကိုပြောင်းရွှေ့လာတဲ့ချာဂီတယောက်အသင်းအတွက်ပရီးမီယာလိ3ပွဲသာပါဝင်ကစားပေးထားပါတယ်ပေါင်ချန်တန်ရာကြောင့်9ပွဲအထိလွဲချော်ထားတာပါသို့တော့ဟူးဖ်နဲ့ပွဲဥထွက်မှာကတဲ့ကသင်းကိုတကိုးနဲ့အဖွင့်လှခဲ့ပါတယ်ချန်ပီယံလိအဝေးကွင်းပွဲစဉ်၃ပြေဗီလာရီယဲနဲ့မကန်ခင်ပြုလုပ်တဲ့ပွဲကြုံအင်တာဗျူးမှာတော့ဒီပြကြီးက ရိုင်ကကျွန်တော်နီးပါတဲ့တန်းတချောင်းမြင်ဘူးသမျှရယ်ပင်ကိုပါရမီအကောင်းဆုံးနေတဲ့ကတယောက်ပါထိတ်တန့်ရည်သွေးရှိပါတယ်မေကွန်ကသူ့အနေနဲ့အသင်းမှာဘလို့ထိုင်ကြအောင်လုပ်မလဲပွဲကိုဘလို့ဖတ်မလဲဆိုတာတွေပါပဲကလပ်ဝေါ်ကပ်မှာအသင်းနဲ့အတူအကောင်းဆုံးစတင်နိုင်ခဲ့တယ်နောက်တော့နားရည်ရရယ်ပေါ့သူကစားချိန်အထူးသဖြင့်သူ့ခြေထဲဘောလုံးရောက်သွားရင်ကိုတိုက်စစ်ကပိုကောင်းလာမယ်ဆိုရယ်ခံစားချက်မျိုးရနေပါတယ်သို့တော့အချိန်တိုင်းသူမတူအောင်လုပ်ပြနေဖို့လို့မလိုပါဘူးရိုးရိုးလေးပဲကစားလိုက်ဖို့ပဲလိုပါတယ်ဒီကောင်လေးမှတစ်ခုခုတော့ရှိနေပါတယ် ်အေဗာဒန်ရဲ့ဘွဲမှာဟာလန်စီကိုဖျက်ချပေးလိုက်တဲ့ပေးပို့မှုမျိုးတွေပေါ့ဒါမျိုးတွေသူလုံနိုင်တယ်သူကတော့ဘာဖီအားမှခံစားလို့ရှိတဲ့ကစားသမားမျိုးမဟုတ်ပါဘူးလုံးဝလမ်းမတွေပေါ်မှာကစားနေသလိုပါပဲဘောလုံးတော့တစ်ချိန်လုံးလက်ခံကျင်နေတယ်အသင်းမှာရှိနေတာမကြသေးတော့ချိန်တော့ခဏလိုပါမယ်ဘောလုံးမှာအသင်းပေါ်တွေနဲ့ချိတ်ဆက်ကစားဖို့သင်ယူရသေးတယ်ဟုတ်သူတို့ချာကီတို့လိုကစားသမားမျိုးတွေကညံရီမြင်ပါတယ်သူများမမြင်တာတွေကိုချာကီမြင်နိုင်ပါတယ်လို့ဒီပြကြီးကဖွင့်ရသွားပါတယ် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Rodri အတွက်ဓာတ်ရဲ့အစားထိုးမှုလို့သူ့ကိုယ်သူမမြင်ထားဘူးဆိုတဲ့ Nico Gonzalez ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရစေ။ Villarreal နဲ့ပွဲမတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ Nico Gonzalez က Bloodio ဆိုရှင် Rodri နဲ့သူ့ကိုခိုင်းနှိုင်းမှုတွေနဲ့ပတ်သက်လို့သူ့အမြင်ကိုအခုလိုပဲဖွင့်ရသွားပါတယ်။ကျွန်တော်သတင်းတွေကိုမကြည့်ပါဘူး။ Rodri ကအသင်းပေါ်လေဖြစ်ပါတယ်။သူကအသင်းကိုအများကြီးအားကောင်းလောင်ကူညီနိုင်ပါတယ်။ကျွန်တော်အနေနဲ့တော့သူနဲ့နှိုင်းရှင်တာမျိုးတွေကိုနားယောင်လို့မရှိပါဘူး။ Rodri ကလည်းကျွန်တော်အသင်းယူဖို့တော့ကြိုးစားပါတယ်။ နောက်ဆုံး Everton နဲ့ပွဲကဥပမာပါပဲဒုတိယပိုင်းမှာသူ့အနေနဲ့ပွဲထဲမှာသူမြင်တဲ့အရာတွေကိုကျွန်တော်ကိုအကြံပေးပါတယ်လက်ရှိကစားနေတဲ့ position အကြောင်း Rodri ကအများကြီးသိတဲ့သူပါ Barcelona မှာတော့ကတော့ Basket ကိုကြည့်ပြီးကျွန်တော်ကြီးပြင်းလာခဲ့ရတာပါသူနယ်လဲတွဲကစားရင်တင်ယူခဲ့ဖို့ပါတယ်ဒါကြောင့်ကျွန်တော်က Basket စီကအများဆုံးတင်ယူခဲ့တာတော့ဖြစ်နိုင်ပါတယ်လို့ Nico Gonzalez ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုသွားပါတယ် ဒါကတော့နောက်ဆုံးရမန်ချက်စတာစီးတီးသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ